အလုံးမင်္ဂလာပါကယ်လီပေါနို YouTube Channel ကနေတင်တို့ကိုနှွေတွေးဆိုတာကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်အနေနဲ့ခက်ခဲသောအမှန်တရား၅မျိုးအကြောင်းပြောမှာဖြစ်ပါတယ်ဒီအကြောင်းအရာ၅ခုကိုတင့်အနေနဲ့လိုက်နိုင်မယ်ဆိုရင် လောကမှာရှိတဲ့အများစုသောသူများရှိမှတင်ရောက်တော့မှာဖြစ်ပါတယ်နံပါတ်၁ရောက်ကြများရဲ့အပျော်ရွှင်ဆုံးအချိန်အလေးမနိုင်တဲ့ချိန်ငွေရှာနိုင်တဲ့ချိန်အိမ်ထောင်တည်ဆောက်နိုင်တဲ့ချိန်သူ့ကိုယ်တူ တိုးတက်အောင်ပြုလုပ်နိုင်တဲ့အချိန်ဖြစ်တယ်။နံပါတ်1မဖိတ်ရင်မတော်နဲ့မပြောရင်မမေးနဲ့နောက်ကြမှာဖိတ်ရင်လည်းညင်းလိုက်ပါ။ဘာကြောင့်လဲဆိုတော့သင်ဟာအစီအစဉ်မှာမပါတဲ့အတွက်ကြောင့်အနားထောင်ကောင်းအောင်ဖိတ်တာဖြစ်တယ်။နံပါတ်3အပြောသဘောနဲ့ဖုံမဆက်ဆံခြင်းပြီးတော့အလုံမှာတင့်ကိုငွေကြေးပေးခြင်းပြီးတော့နော်ဒီတာမဖြောဖြေမှုဟာယောက်ျားတူရဲ့ ဒီမှန်ချက်နဲ့ပန်းတဲ့အလုံးကိုအမိုက်ဘုံထဲကိုရောက်သွားစေနိုင်ပါတယ်။နံပါတ်၄အောင်မြင်ခြင်းဆိုတာရိုးရိုးရွေးချယ်မှုကနေလာတာဖြစ်တယ်။သင်ဖြစ်ချင်တာကိုတိတိကျကျဆုံးဖြတ်လိုက်ပါ။သင်ပေးရမယ့်အဖို့အခကိုအဆုံးအဖြတ်လုပ်ပါ။သင်ပေးဖို့စံတတ်ရှိရင်ရွေးပါ။နံပါတ်၅သင်ရဲ့ပန်းတိုင်ကို လူတွေကမပြောပြနဲ့။ တန်ဖိုးနေတဲ့နော်ဒိုပမင်းတာယာပျော်ရွှင်မှုနဲ့လက်စားမှုကိုတင့်ကိုထုတ်ပေးပြီးတင့်ကိုအောင်မြင်နေပြီလို့အာကိုကိုကိုထင်စေတဲ့ဒါပေမဲ့ဒါဟာတကယ်အောင်မြင်ခြင်းမဟုတ်ပဲနဲ့အစစ်နှိမ်တဲ့ motivation ဖြစ်ပါတယ်။ရှောင်းရံကိုရှောင်းပြီးဆောင်းရံကိုဆောင်းခြင်းအဖြစ်ဤအချက်၅ချက်အဖြစ်တင့်ဘဝမှာအောင်မြင်နိုင်ပါစေ။